တော်လှန်ရေးမှာဘသူကနိုင်မလဲဆိုရင်တော့နောက်ဆုံးချိန်ထိဘသူတောက်ခံနိုင်တယ်လဲဘသူကဆင်းရဲပင်ပန်းခံနိုင်တယ်လဲဆိုတော့ပေါ်မှာမူတည်သွားပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ပင်ပန်းနဲ့ညီခွင့်ရှိပါတယ်ရပါတယ်ညီကြပါတောက်ခေါက်ပါဒါပေမဲ့ကျွန်တော်တို့ရက်နာလိုက်လို့မဖြစ်ဘူးကျွန်တော်တို့မိတ်ဆွေတငယ်ချင်းတွေတချို့ဒီတော်ထိုင်းမှာမပါဘူးနိုင်ငံခြားထွက်ကြတယ်အလုပ်လုပ်ကြတယ်မိသားစုကိုပြန်လဲထောက်ပံ့ကြတယ်ဒီဟာလေးနဲ့တင် ကျွန်တော်တို့မြင့်ထိုင်ငယ်ရပါတယ်လူငယ်တယောက်အနေနဲ့ပေါ့နော်ဒေါ်တိုင်းကပြောရမယ်ရှင်တော့တေဘေးနဲ့ပုံနီးတယ်လို့ပြောရပါဘောနော်အခါကျတော့မိဘတွေရဲ့စိုးရင်စိတ်မိသားစုရဲ့စိုးရင်စိုးရင်စိတ်ကလည်းဒီဒေါ်တိုင်းမှာပါဝင်ဖို့ကလည်းအာတစ်ဖက်တစ်နှမ်းအနေနဲ့ပြောရမယ်ဆိုတော့စင်ခုံမှုတည်းရဲ့လို့ကျွန်တော်တို့မြင်ပါတယ် ဒါပေမဲ့ဒါလည်းနိုင်ငံတော်တစ်ဒီဆောက်ဖို့အတွက်ပဲဖြစ်တယ်ဒီဒေါ်လာကြီးကိုနိုင်တဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံတော်တစ်မှာကျတော့လူသားကိုလူသားလိုဆက်ဆံခံရတဲ့နိုင်ငံကိုကျွန်တော်တည်ဆောက်ချင်ပါတယ်လူသားကိုလူသားလိုတန်ဖိုးထားတဲ့နိုင်ငံတော်မှာနေချင်ပါတယ်